ဧပြီလ10ရက်နောက်ပိုင်းမှာလှုပ်ခတ်တဲ့ငလင်း16ကျင်းရှိပြီး Restars ကငါးအဆင့်ရှိတဲ့ငလင်း2ကျင်းပါဝင်လာတာကိုမိုးစလာရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။ဧပြီလ10ရက်ကဧပြီလ13ရက်မနက်ပိုင်းအထိငလင်း16ကြိမ်လှုပ်ခတ်ရာဝမ်းနည်းမြို့အနီးလှုပ်ခတ်တဲ့ငလင်း2ကြိမ်ဟာ Restars Gate 9နဲ့9.5အဆင့်ရှိနေတာကိုတွေ့ရပါတယ်။ဒါပြင် Restars Gate 4နဲ့9အခြားမှရှိတဲ့ငလင်းလှုပ်ခတ်မှု4ကြိမ်ရှိပြီးမလိုင်မြို့တောင်ကူမြို့နဲ့တက်ကုန်းမြို့အနီးတွေမှာလှုပ်ခတ်ခဲ့တာပါ။ အင်အားဖြင့်ငလင်လောက်ခတ်မှုအပြီးမှာဧပြီ23ရက်အထိနောက်ဆက်တွဲငလင်128ကျင်းအထိလှုပ်ခတ်ထားရလို့မိုးစလကထုတ်ပြန်ထားပါတယ်။ဧပြီ23ရက်တကြံအကျိုနဲ့မနက်9နာရီခန့်မှာငလင်လှုပ်ခတ်ခဲ့ပြီးတိတိတသားခန်းစားခဲ့ရတယ်လို့မန္တလေးမြို့ကတူကပြောပါတယ်။နောက်ဆက်တွဲငလင်ထဲမှာခုမနက်လှုပ်တာကအကျဉ်းဆုံးဖြစ်မယ်။ရှင်းလင်းနေတဲ့နေရာမှာလိုက်ကြည့်နေတော့ထွက်ကိုပြေးရတယ်။အလို့သမားတွေလည်းထွက်ပြေးအဆောက်အဦကြီးကိုရမ်းခါသွားတယ်လို့မန္တလေးမြို့ကတူကပြောပါတယ်။ငလင်တန်ကို မေမျိုးဝမ်းတွင်အဆရှိတဲ့နေရာတွေမှာလည်းခန်းစားခဲ့ရတယ်လို့မြို့ကန်တချို့ကပြောပါရယ်ဒီတစ်ခါငလင်လှုပ်တာကဒုံးဆိုပြီးအတန်မပေးဘူးအင်ကိုကင်ပေါက်နေတယ်လို့လှုပ်တာအတော်ကျန်းတယ်လို့ဝမ်းတွင်မြို့ကန်တအူးကလူမှုကွန်ရက်မှာရေးသားထားပါရယ်ဧပြီလ23ရက်နေ့မနက်ပိုင်းကလှုပ်ခတ်ခဲ့တဲ့ငလင်ရဲ့ဗဟိုချက်ဟာဝမ်းတွင်မြို့ရဲ့အရှိမြောက်ဖက်9မိုင်ကမ်းမဖြစ်ပြီးအင်အား9.5 Richter scale ရှိပြီးအနက်20ကီလိုမီတာမှာလှုပ်ခတ်ခဲ့တယ်လို့မိုးစလကထုတ်ပြန်ပါရယ်